အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့နေလီတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့အဆုံမကောင်းတောင်းပေးလိုက်ပါတယ်အဲ့ဒါကြောင့်ဒီနေ့ညမော်ဒါ AAC လဲစကားပြောရင်ဒါကျွန်တော်လက်ရှိမှာ Arsenal အကြောင်းလေးနည်းနည်းပြောအောင်ပါနော်အဲ့တော့ Arsenal အသေးနေအခုလက်ရှိနောက်ဆုံး update သတင်းတစ်ခုပေါ်မူတည်ပြီးကျွန်တော်ရဲ့ input လေးရဲ့ဒါကြောင့်လက်ရှိမှာအဲ့သတင်းပေါ်မူတည်ပြီးသတင်းလေးနည်းနည်းလေးအကုန်လုံးပြောသွားအောင်ပါနော် အာစနောသင်းနေနဲ့အခုလက်ရှိနောက်ဆုံး update သတင်းတွေအရာဆိုရင်တော့ဒါကျွန်တော်တို့ပရိတ်သတ်8000ခန်းစတဲ့အကွင်ကို expand လုပ်တော့မှာဖြစ်တော်တယ်သိရတယ်မပါအဲ့တော့လက်ရှိမှာဒါကျွန်တော်လန်ဒန်မှာအကယ်၍အာစနောသင်းတာဒါကျွန်တော်ပရိတ်သတ်8000ခန်းစတဲ့အကွင်တကယ်လုတ်ခဲ့မယ်ဆိုရင်တော့ဒါလန်ဒန်မှာအကြီးဆုံးကွင်တွေကတကွင်ဖြစ်သွားမှာပေါ့နော်အဲ့တော့အမှန်တမ်းပြောမှာဆိုအခုလက်ရှိ Emery ကိုယ်တိုင်ကလည်း GB သားဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်အမှန်တမ်းပြောမှာ Emery ပရဝန်ကြီးကျွန်တော်တော်တော်လေးသဘောကျရတယ်မှာပါတယ်အဲ့လက်ရှိကျွန်တော်လန်ဒန်ကွင်တွေထဲမှာပရဝန်အကျယ်ဆုံးကဒါ Emery ကွင်လို့ပြောလို့ရတယ်မှာပါတယ်ပေါ့နော် Emery သင်းတဲ့ဒါကျွန်တော်လက်ရှိ B ပတ်ချာလဲဝင်းကျင်နေမှာဒါကြောင့်နေရာလို့ဒီအများကြီးရှိရတယ်မှာပါတယ်အာစနိုတင်းရဲ့လက်ရှိကွင်းထဲမှာကိုတိုင်ကမေးပတ်ချာအဲ့တော့ဒီနေရာမှာဒါကျွန်တော်ဒီလိုကွင်းချက်နေတဲ့အချိန်မှာတော့အာစနိုတင်းကတော့ဒါကျွန်တော်တို့နေရာအသစ်မှာသွားပြီးတော့ဒါကျွန်တော်တို့ဆော့ဖို့ရှိတယ်ဒါကတော့ဝမ်ဘလီမှာပေါ့နော်ဝမ်ဘလီမှာဒါကျွန်တော်တို့အာစနိုတင်းနဲ့ဒါမဲ့ဒါကျွန်တော်တို့နေရာဒီမှာအကြိမ်အပြောင်းလဲတစ်ခုလုပ်ဖြစ်မယ်ဆိုစောင့်တော့ပါအဲ့တော့ဒါတွေကိုကြည်ချင်းအဖြစ်လက်ရှိမှာခင်ဗျာဒါကမက်ဆီရှေ့နေတာတိုးတက်လာမှုကအင်ပါတန်မှဖြစ်ခဲ့အဲ့တော့ဟို ပရိသတ်တွေတာဝန်ကျေတဲ့အနေထားကဒါကြောင့်အမနဲ့ပြောမခုနောက်ပိုင်းမှာပေါ့နော်လန်ဒန်မှာဒါကြောင့်အာစနိုပရိသတ်တွေတော်တော်လေးကိုပေါ်လာတာတွေ့ရမယ်တော်တော်လေးကိုလည်းများလာတာတွေ့ရမယ် maybe ခုနောက်ရှိနောက်ပိုင်းမှာကိုဒီတာကျွန်တော်ပူပူပြီးတော့ဒါကျွန်တော်ရောက်ဖြစ်လာမသိအာစနိုပရိသတ်တွေပူပြီးတွေ့လိုက်ကျွန်တော်ဒါဟိုလောကကျွန်တော်ပြောရမယ်ကျွန်တော်ခီးတခုသွားတယ်ကျွန်တော်ညီကူနဲ့သူကလည်းသူကလန်ဒန်မှာလှုပ်လှုပ်တာ၃နှစ်လောက်ရှိတော့ပေါ့နော်သူလန်ဒန်မှာလှုပ်လှုပ်တဲ့၃နှစ်အတွင်းမှာဒါကျွန်တော်လက်ရှိဒါသူတောက်လျှောက်တွေ့တဲ့လန်ဒန်မှာပရိသတ်တော်အများဆုံးဖြစ်လာတာကဒါအာစနိုဒေးဖြစ်တယ်ပေါ့နော်အဲ့တော့စပါးတော့ဒါကျွန်တော်လက်ရှိချယ်ဆီတို့ကရှိမယ်ချယ်ဆီက international fan base ပူများတယ် ဒါကျွန်တော်ဒီစပါတော့ခုနနဲ့ဒီနေနဲ့ရှိမယ်တကယ်တမ်းလန်ဒန်အသင်းတွေကပြန်ကြည့်မယ်ဆိုရင်တော့ Luke မှာကတေချာတကူဟာဒါကျွန်တော်တို့ အာအာစနိုသင်းကအများဆုံးလို့ပြောလို့ရတယ်ပြီးရင်တော့ချယ်ဆီပေါ့နော်ချယ်ဆီကတော့ပြီးတော့ international fan base ကတော့ချယ်ဆီပုံများတယ်လို့ကျွန်တော်ဖတ်ဖူးရတယ်မှာပါတယ်အဲ့ဒါနောက်နောက်ပိုင်းအားမပဲ international ပြည်သက်တွေထဲမှာပဲပြည်သက်ပုံများကြောတစ်ချက်ကြည့်ပြီးတော့မှကြော list လေးထပ်တင်ပြီးအဲ့တော့ဟာလက်ရှိမှာတော့ကျွန်တော်ဘလို့မျိုးသိရလဲဆိုအာစနိုအတိလက်ရှိကျွန်တော်ပွဲတစ်ပွဲသွားကြည့်မယ်ဆိုရင်လက်မှတ်ဝေရဥစားအင်မတန်မှခက်ခဲတဲ့နေရာမှာပါတယ်ဒါကလုံးဝ100%ပဲဒါကျွန်တော်လက်ရှိကျွန်တော်ခဏခဏပြောတာဒီဒီလေးခင်ဗျားတို့သိချာပြပြအရင်တော့ကအာစနိုအတင်းရဲ့လက်မှတ်တစ်ခုကိုဝယ်ပြီးဆိုခင်ဗျားကသူတို့ရဲ့ website မှာ membership member လုပ်ပြီးတော့ဒါကျွန်တော်ဝယ် member ဒါကျွန်တော်တလစာပေါင်45ပေါင်လောက်ပေးပြီးပေးလိုက်ပြီးတော့ဒါကျွန်တော်လက်ရှိမှာသူတို့အနေနဲ့အဲ့ member G ပေးပြီးเนาะဒါကျွန်တော်တို့ဝယ်လို့ရတဲ့အနေအထားမှာရှိတယ် အဲ့ဒါပြင်ပြီးသွားပြီအခုလက်ရှိမှာအဲ့လိုပုံစံမျိုးမဟုတ်တော့ဘူးဗျလက်ရှိမှာဒါကတော်တော်လေးကိုပြောင်းလဲသွားတယ်အာဆိုတဲ့အခုလက်ရှိမှာဒါကျွန်တော်လက်မှတ်အများဆုံးရောင်းရတဲ့အသင်းတစ်သင်းဖြစ်တဲ့ Liverpool ဒါကျွန်တော်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့ Liverpool လက်မှတ်ကိုဝယ်ခြင်းဒါအရင်တော့ကလည်း Liverpool ကအခုချိန်ထိသွားနေတာဒါအရင်တော့ကအခုချိန်ထိပေါ့နော် Liverpool တင်းကကွင်းတွင်းမှာလက်မှတ်ရောင်းရဆိုအသင်းထဲမှာအမြဲတမ်းစံချိန်တွေထဲမှာ Liverpool ပါတယ် Liverpool လက်မှတ်လိုချင်တဲ့ကိစ္စကခင်ဗျားကမဲပြန်နိုင်ရတယ်ဘယ်လိုမျိုးလဲအဲ့ example တစ်ခုပြောအခုလက်ရှိမှာခင်ဗျား membership ဝင်လိုက်ပြီ membership ဝင်ခင်ဗျားလက်ရှိမှာထားပါလာကျွန်တော်တို့ Liverpool နဲ့ဒါ Everton နဲ့ပွဲမာဆေးဆိုင်တာပြီးကြည့် င်တယ်အဲ့ဒီပွဲစဉ်ကလူကြီးအများကြီးတို့ကြောင့်မို့ခမားအနေနဲ့လက်မှတ်ဝယ်ဖို့ကိုစေပေါင်းပေးပြီးတော့မင်းနိုင်ရတယ် အဲ့အဲ့ဆယ်ပေါင်းခမရမဲမရခမရမဲမပေါက်ဘူးဆိုတော့ပြန်ရလေးရှိရတယ်။ဒါပေမဲ့ခုနကပေါ့အဲ့ဆယ်ပေါင်းပေးပြီးမဲနိုင်ရတယ်။အဲ့မဲနိုင်ပြီးတော့ခမရကပေါက်တယ်ဆိုမှခမရကလက်မှတ်ဝယ်လို့ရတယ်မပါတယ်။တချို့အသင်းတွေနေနဲ့လက်ရှိမှာဒီလိုမျိုးတာကျွန်တော်ပွဲကြီးပွဲကောင်းတော့မလုပ်လို့ရှိရော။ဥမာစပါးဆိုဒီလိုမျိုးအခြေအနေမှာဒါကြောင့်ဘာလို့လေးရှိရတာကျွန်တော်ချန်ပီယံလိဒူပေါ့ကျွန်တော်ဒါဆီမီဖိုင်နယ်တက်တုံးကဒါကျွန်တော်ယူရိုပါလိဖိုင်နယ်တက်တုံးအဲ့လိုဘဲလော့နဲ့သွားလို့ရှိတယ်။ဒါပေမဲ့လက်ရှိမှာအာစလိုအသင်းကတော့အဲ့လိုမဟုတ်ဘူးပြ။အာစလိုအသင်းနဲ့အခုလက်ရှိမှာပွဲတိုင်းမှုမဘဲလော့သွားရတယ်မပါတယ်။လက်ရှိမှာဒီလိုမျိုးပွဲတိုင်းလိုဘဲလော့သွားရတဲ့အသင်းကျွန်တော်ရဲ့မျက်စိရှိမှာလီဗာပူးတသင်းပဲရှိသေးတယ်။ဒါပေမဲ့အခုလက်ရှိ ှမှာအာဆိုသင်းကဒီနောက်ကိုလောက်ရှော့လိုက်လာခဲ့တယ်။အာဆိုသင်းလက်မှတ်ကိုဝယ်ပြီဆိုရင်အာဆိုသင်းနဲ့ membership ကြီးပဲဝယ်ပြီးတော့အင်ကြိုက်တဲ့နေရာမှာဝယ်လို့မရဘူး။ဒါအရင်တော့ကမမဲ့ရဒါခက်ခဲပါတယ်ဆိုတဲ့ဒါကျွန်တော်လန်ဒန်ဒါဘီဆိုတဲ့ဒါကျွန်တော်တို့အာမြောက်လန်ဒန်ဒါဘီဖြစ်တဲ့တော်တန်ဟော့စပါသင်းစပါပွဲဆိုတော့မှဒီလိုမျိုးဝယ်လို့ရခဲ့တဲ့အခြေအနေရှိခဲ့တယ်။ဒါပေမဲ့ဒီလိုအခြေအနေကနေပြီးတော့ဒါကျွန်တော်အာဒီဒါရဲ့လက်ထက်မှာတော်တော်လေးအဆင်ပြေလာခဲ့ပြီးအာဆိုသင်းရဲ့လက်မှတ်ကဝယ်ရကျူကအင်မတန်မှခက်ခဲသွားတယ်တမပါတယ်။နောက်ဆုံးပြရှင်းရှင်းလေးပြောအာဆိုသင်းနဲ့ဒါကျွန်မနစ်ကဘော်တန်နဲ့ပွဲစဉ်ဟုတ်တယ်ကျွန်တော်ထင်တယ်ဘော်တန်ဘော်တန်နဲ့ပွဲစဉ်မှာကျွန်တော်ကိုယ်တိုင်သွားကြည့်ခဲ့တဲ့ပွဲစဉ်မှာတော့မှ ဒါကျွန်တော်ပေါင်100ကျော်ပေးခဲ့အဲ့ဒီလက်မှတ်ဒီဆိုတာသူများအသင်းဆိုတာကျွန်တော်15ပေါင်ပေါင်20တတာပဲရှိတယ်အဲ့လိုမျိုးပွဲစဉ်မှာတော့အာဆုံတင်တယ်ကျွန်တော်ဒါအပေါ်လမ်းကဝယ်လို့မရအောက်လမ်းမှာတော့ပေါင်100ကျော်သွားပေးရတဲ့အချိန်မှာပါသေးတယ်အဲ့တော့ပြောချင်တာအဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့ လက်ရှိမှာအာစနိုဘက်ကပြန်ကြည့်မယ်ဆိုရင်ဒါကျွန်တော်လက်ရှိသူတို့အနေနဲ့ဒီလိုမျိုးမဖြစ်အောင်မှောင်ခိုလက်မှတ်တွေနဲ့တော့အာစနိုအသင်းကဒီလိုရက်တက်နေတယ်ဒါသူတို့အတာကွင်းဆန်တော့ကွင်းချဲ့တော့အော်လက်ရှိမှာအာစနိုအသင်းကလာကျွန်တော်သိတော့က9000ကျော်ဆန်နေတယ်တဲ့4000ကျော်လား9000လားမသိ9000ကျော်ပတ်ချလဲဝိညာဉ်ဆန်မယ်တဲ့အဲ့ဒါကမှသူတို့က9000တိတော့အဲ့တော့ဒီလိုမျိုးကွင်းကိုချဲ့မဲ့နေထားမှာအာစနိုအသင်းနဲ့ဒါကျွန်တော်သူတို့ရဲ့ main stand ကြီးအကုန်လုံးနီးနီးပြန်ပြုတ်ပြင်မဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ ပတ်ဝန်ကြီးပါဆွဲချမဆွဲတင်လိုက်မခုလက်ရှိမှာဒါ ქვენ ပြင်းနေတော့တင်းရှိတယ်ကျွန်တော်ဟိုတလောမှာတည်တယ် Manchester City တင်းတို့ရဲ့ဒါ South Stand ကြီးတစ်ခုလုံးပြန်ပြင်းနေတယ်ဒါပေမဲ့အပေါ်ဘက်ကြီးပဲပြင်းနေတဲ့ကြောင့်သူတို့အနေနဲ့အောက်ကလူတွေကသိပ်ပြီးအနောက်ဆက်မဖြစ်ပဲကျန်တာတစ်ဘက်မှာတပွဲအဲ့ပေါ်တစ်ဘက်မှာဒါကျွန်တော်တို့ အင်ကွင်းတပွဲလောက်ပဲကြံရတဲ့အနေအထားတစ်ခုမှာဒါစီးပီးသစ်နဲ့ AC ပြင်လို့ရတယ်။ဒါပေမဲ့ Arsenal ဘက်ကကျွန်တော်တို့လောက်အကုန်လုံးအလုံးစုံပြန်ပြင်တော့မယ်သဘောမှာရှိတဲ့အတွက်ကြောင့်မို့ Arsenal ဘက်ကတော့လက်ရှိနောက်ဆုံး update တည်င်းနေအရာဆိုရင်တော့သူတို့အနေနဲ့အခုလက်ရှိမှာသူတို့ကဒါ Wembley ဘက်ကိုသွားမယ်။ Wembley မှာသွားကြံမယ်။ Wembley မှာသွားကြံပြီးလက်ရှိမှာဒီ Queen B ကိုစောင့်မယ်။ Arsenal သစ်နဲ့ဒီ Queen ချဲ့တာကတနှစ်လောက်ကြာဖြစ်တယ်တော့တနှစ်လောက် Wembley မှာသွားကြံမယ်အနေအထားမှာရှိတယ်။တကယ်တမ်းမိုက်တဲ့အနေအထားတော်တော်လေးကိုဒါကျွန်တော်အားရဖို့ကောင်းတဲ့အနေအထားမှာရှိတယ်ပေါ့နော်။ဒါအခုနောက်ဘာလို့လဲဒါပြန်ကြည့်မယ်ဆိုရင် Arsenal ရဲ့ပြိတ္တတ်တွေပေါ်ဒါကျွန်တော် Cronky တို့အုပ်စုနဲ့တကယ်ကိုကြည့်ရတယ် ပါ။ဒါသူတို့လက်ပတ်စံရတာမှန်ပေမဲ့တကယ်တမ်းကတော့ဘောသူလက်ရှိမှာ Queen Tit တခု expand လုပ်ရတာဒါအဲ့လောက်ကြီးပဲ။ဒါပေမဲ့ဒီနေရာမှာ Arsenal အသင်းက Chelsea အသင်းနဲ့မတူတဲ့ဥစ္စာကသူတို့ကသူတို့ပရဝန်တွင်းမှာပဲ expand လုပ်မှာဖြစ်တယ်။အဲ့တော့လက်ရှိမှာ Arsenal အသင်းကတခုခုခက်ခက်ခဲခဲညှိရမှာကသူတို့နေ Wembley ကိုဒါသူတို့နေနဲ့ငှားဖို့အတွက်ပဲအဓိကညှိရမှာရှိတယ်။သူတို့နေခုနဘောသူ special requirement ဘာညာမလို့။အဲ့တော့သူတို့နေသူတို့ကပို့ပြီးဒါကျွန်တော်တစ်ဖက်ကဒါကျွန်တော် Mirror of Lena ဘောနာဒါ Sadik Khan ကိုအခုလက်ရှိမှာပြလို့ရတာကဘာလဲဆိုတော့ပြီးတော့လက်ရှိမှာသူတို့နေအဲ့လောက်ကြီးမခတ်ဘူးနော် bias လုံးမရှိဘူးနော်သူတို့နိုင်ငံမှာလက်ပေးလက်ယူတော့မရှိပေမဲ့လက်ရှိမှာဒါကျွန်တော်တို့ England နဲ့ ိုင်ငံရဲ့ဒါကျွန်တော်တို့ဝင်းကြီးချုပ်ကိုတိုင်ကိုက်စတိုင်မှာကိုတိုင်ကလည်း Arsenal ပြိတက်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီလိုမျိုးကိစ္စဆိုအပရူဗယ်ပြုရဖို့အတွက်ရာခိုင်နှုန်းများပါတယ်အဲ့တော့ကျွန်တော်ကြားဘူးတာစာတိခန်ကိုတိုင်ကလည်း Arsenal fan လို့ကြားဘူးတယ်ဟုတ်လားမဟုတ်လားမသိဘူးအဲ့ဒါမှမသိဘူးဒါပေမဲ့ကိုက်စတိုင်မှာကတော့ Arsenal fan အကြီးစားဖြစ်တယ်ဆိုတာသိရတယ်တမှာအဲ့တော့ပြောချင်တာ Arsenal အသင်းအနေနဲ့ဒါကျွန်တော်လက်ရှိမှာ Chelsea လိုမျိုးကွင်းကိုအလုံးစုံပြောင်းသွားတာမဟုတ်ဘူး Tottenham Hotspur လိုလုံးကိုအလုံးကွင်းကိုအလုံးစုံပြောင်းသွားတာမဟုတ်တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့သူတို့ရဲ့ပတ်တဝန်းပေါ့နော်သူတို့ရဲ့ပိုင်နဲ့ညီပုံမှာပဲပြင်ရတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ပြင်ဆင်ခွင့်ပါမဲ့လောက်ပဲလူရတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ပြင် မဲ့ဆိုရင်တော့မှအဲ့လောက်ထိအနေထားကြအဲ့တော့ပို့ပြီးခုနကပေါ့ကွင်းကြီးသွားမယ်ဆိုတော့လောက်ကန်ပူရမယ်ဒါကျွန်တော်တို့လက်ရှိမှာလူတွေနေအနေနဲ့ဒါကျွန်တော်တို့ကွင်းထဲကိုပတ်စံပေးပြီးတော့ပို့များများပေးပြီးတော့ကွင်းကြီးဝင်ကြီးပို့ကွင်းဝင်ကြီးများလေလေအခွန်များလေလေအဲ့တော့အခွန်များရင်အစိုးရအတွက်ကြိုက်လေအဲ့တော့ကွင်းကြီးလေလေအစိုးရကကြိုက်လေလေပဲရှိနေပြီးတော့အာစနိုသင်ခုလက်ရှိကွင်းချဲ့တဲ့အနေထားမှာနောက်မှာဒါကျွန်တော် ideology တွေများရှိတယ်ကျွန်တော်ဟိုတစ်ခါပြောခဲ့လို့ပဲလက်ရှိမှာလန်ဒန်မြို့မှာဒါကျွန်တော်တို့ပရိသတ်တွေအနေနဲ့ဆိုတော့ကျွန်တော်တို့ဒါပရိသတ်တွေဟိုဆိုဒါ celebrity အနေနဲ့ ပွဲလုပ်လို့ရတဲ့ queen ကအများကြီးမရှိဘူး။လက်ရှိမှာကျွန်တော် celebrity တွေက queen ပွဲတစ်ပွဲလာလုပ်ပြီးဆိုရင်အဲ့ဒီ queen ရဲ့အခြေအနေကိုကြည့်တယ်။ကျွန်တော်တိလက်ကပိတ်သက်6000အနည်းဆုံးဆန်းရမယ်။ပြီးရင်ဒါကျွန်တော်တို့ရဲ့ဒါကျွန်တော် queen မှာလိုအပ်ချက်ဒါကျွန်တော် systematic တွေရှိတယ်။ London မှာဒါကျွန်တော် Wembley queen ကလွယ်ပြီးတာမန်ဘောလုံး queen တွေမှာအဲ့ဒီအချက်လက်နဲ့ပြည်တာ Tottenham Hotspur တဲ့ queen ပဲရှိတယ်။ဒါပေမဲ့မြောက် London ဒါကျွန်တော် Derby အသင်းသင်းအနေနဲ့ဒါ Spurs အသင်းကြီးပဲလက်ရှိမှာပွဲတွေရတယ်တို့တွေနဲ့တိတ်ပြီးသဘောကျလေးမရှိဘူး။အဲ့တော့ကျွန်တော်တိလက်က Cronky တို့အနေနဲ့အခုလက်ရှိတို့ကိုယ်တိုင်လည်း American sport တွေကိုသဘောကျတဲ့လူတယောက်နဲ့ spa အသင်းဘက်ကကြီးပဲ NFL ကိစ္စတွေရတယ်သဘောမကျအောင်အဲ့တော့လက်ရှိမှာ spa အသင်းကလက်ရှိမှာရနေတဲ့ပွဲမှန်သမျှဒါကျတော့ Arsenal ဘက်ကလည်းလိုချင်တယ်သူတို့နေလက်ရှိမှာ celebrity တွေဒါသူတို့ show လုပ်မဲ့ဆန်ကျင်ဆန်ညုံနေနဲ့ညီတဲ့ queen တစ်ကြီးတစ်ခုကိုလည်းလက်ရှိမှာ Arsenal အသင်းစောက်သွားမယ်ဒါပြည်သက်တွေကြီးပဲမဟုတ်ဘူးနဲ့ Arsenal အသင်းနဲ့တခြားသောဝင်ငွေတစ်ခုဖြစ်တဲ့ဒါ show ပွဲတွေလုပ်တဲ့ဝင်ငွေကနေလည်း Arsenal အသင်းရဖို့ပြင်အဲ့တော့ပြောချင်တာမြောက်လန်ဒန်သားချင်းချင်းပြိုင်ဆိုင်မှုကတော့အခုချိန်ထိပြင်းထန်မှာဒါပေမဲ့9000တောင်းတာဖြစ်ခဲ့မယ်ဆို spa အသင်းတက်နည်းနည်းလေး အတူတော့ပဲသွားကြမှာထင်တယ်ကျွန်တော်ထင်တာတိတ်တော့မကွာတော့ဘူးလို့တော့မြင်ဒါမှလက်ရှိမှာဒါကျွန်တော်လက်ရှိဒီနေရာမှာတော့ဒါအာဆုံတဲ့တော့ကဒါစီးပွားရေးဘက်ကလည်းအဆင်ပြေတယ်ပြိတ္တတွေဘက်ကလည်းခုနပြောသလိုပဲလူတထောင်ကျော်လောက်နေပေါ့နှစ်သောင်းလောက်ဒီဒီပို့ကြည့်လို့ရမယ့်ဒီထက်ကတကယ်ကိုဒါအသင်းအတွက် impact ကြီးမားလို့မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ကိုယ်ရည်လည်းခုနပြောသလိုလက်မှတ်တွေဈေးအရမ်းကြည့်ပဲနဲ့ Arsenal Queen တွေမှာဘောလုံးပွဲတွေပဲသွားကြည့်ရတာအဆင်ပြေသွားတာပေါ့ဗျာနော်အဲ့လိုလက်ရှိမှာဒါကျွန်တော်ဘယ်လော့ကြည့်ပဲဒါပေမဲ့မထင်မှနဲ့ခင်ဗျာအဲ့ခုနသောင်းတော့အများလောက်မှမဟုတ်ဘူးလက်ရှိမှာအဲ့တော့လက်ရှိ Arsenal သင်းနေတာ Wembley ကိုပြောင်းရွှေ့ခဲ့မယ်ဆိုတော့ဒါပြိတ္တတသိန်းဆန်းနဲ့ Queen ကြီးရမယ်ဒါပေမဲ့ခုနပြောအင်ဝင်ဝင် ပါညာနှုတ်မယ်ဆိုရင်အဲ့လောက်တော့မရဘူးပေါ့နော်ဒါပေမဲ့ခုနကပြောတကယ်တည်းပြက်ကြည့်မယ်ဆိုတော့ဝမ်ဘလီမှာဆိုရင်တော့အများနဲ့လက်မှတ်ဒီအများနဲ့ရသွားမယ်နေထားမှာရှိတယ်ဒါပေမဲ့အာဆိုသိ9000ရွှေ့ရတဲ့ရွေချက်ကရှင်းပါခုနကပြောသူတို့ရတဲ့ပြိတ္တတွေပူကြည့်နေတာတွေကရှိုးပွဲတွေကိုပူလုလို့ရမှာဒီကောကြောင့်မို့အာဆိုသိနဲ့ဒါတွေကိုပြင်ဆင်လာတာကိုတွေ့ရမယ်တကယ်ကိုသဘောကျစရာကောင်းတဲ့ဒါကျွန်တော်တို့နောက်ထပ် movement တခုလိုပဲပြောရမယ်ဒီမှာပါအဲ့တော့လောက်ပါပဲဘလုံးပွဲတွေကိုကြည့်ရှုကျင်နေဆိုရင်တော့ youth sport media 3.0 tv ဆိုပြီးတော့မှအချင်းလူစားပေါအောင်ကူညီလို့ရပါတယ်မြန်မာပြည်လည်း clip မမေ့ကြပါနဲ့ဗျာမြန်မာ clip မြန်မာဖြစ်ပါတယ်အားလုံးမကြိုးတူပါဗျာကောင်းမွန်တော့နေနေဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရေနောက်မှာပဲအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးမကြိုးတူပါဗျာမြန်မာပြည်လည်း clip ပေးကြပါဗျာမြန်မာ clip မြန်မာဖြစ်ပါတယ်တိပါဗျာ